ာနုကသစ္စာပေါလားလက်ရှိမှာအာနုကိုလေပဘူးပြိတ္တတွေအမြင်မကြည်ကြတော့ပါဘူးရီယဲနဲ့ပြောင်းရွှေ့တဲ့တင်းတရားတလောက်ဖြစ်လာပြီးနောက်အာနုကိုလေပဘူးပြိတ္တတွေဒေါသပုံထားနေခဲ့တာပါအာနုကိုပွဲပေးမကစားနေတော့အာနုကိုဒုတိယအသင်းကောင်းဆောင်ယာရုကနေဖယ်ပြလိုက်စားရတောင်းဆိုတန်တွေစူညံနေတာပါပဲလေပဘူးပြိတ္တတွေရဲ့ခံစားချက်ကိုနားလည်ပြီးနိုင်ပေမဲ့အစွန်ရောက်တုံ့ပြန်မှုတွေအဖြစ်လဲမြင်နေရပါတယ်အန်ဖီကွင်နာကအာနုပုံနူနေရဲ့ပကြီးပေးမှာရေးထားတဲ့ I'm just a normal lab ကျွန်တော်ကတမန်ကောင်လေးပါဆိုတဲ့နာမည်ကျော်စာသားကိုပါကိုးကားပြီးတောင်းပြန်နေကြတာပါ။အာနုတွဲနှုတ်ဆက်ပွဲမလုပ်ပြီးနဲ့ဖလားရလဲအောင်ပွဲမခံခိုင်းနဲ့ဆိုတာမျိုးကလည်းမဖြစ်သင့်တဲ့တောင်းဆိုသံတွေပါပဲ။လူကြီးလူကောင်းမဆန်တဲ့အတွေးခေါ်မျိုးပဲဆိုပါတော့တကယ်ဆိုရင်အာနုကတစ္ဆာပေါက်တယောက်မှမဟုတ်တာလေ။အကြောင်းရင်းတွေကိုပြန်ကြည့်ရင်လဘဝကဘာလို့များမရှိမဖြစ်ကျေသုံးမွေကိုစာချုပ်တက်တန်းမတူတာလေဆိုတာကမိကုန်ထုတ်ချင်စရာပါပဲ။အသက်30ကျော်ကစားသမားတွေကိုနှိမ့်ရှိစာချုပ်မချုပ်တဲ့မူဝါဒကြောင့်ဆာလာနဲ့ဗန်ဒိုက်ကိုစာချုပ်တက်တန်းတိုးဖို့အဆင်မပြေသေးဘူးဆိုပေမဲ့ အသက်26နှစ်အရွယ်အာနုရဲ့စိတ်ကိုဆွဲဆောင်နိုင်မဲ့စာချုပ်တစ်ကိုတော့ဘာလို့မကမ်းလန်းသေးတာလဲအသက်6နှစ်အရွယ်ကလဘဘူးကိုရောက်လာပြီးပြိုင်ပွဲသုံးပွဲ350ကစားထားသူလဘဘူးတခင်ရဲ့အထူးချုံဆုံးသူရဲကောင်းတွေကတအူးကိုဘာလို့များတန်ဖိုးတာမဆက်ဆံခဲ့တာလဲလဘဘူးကနေဘီရဲ့ကိုပြောင်းမှုတဲ့ကွင်းလန်လူပေါင်းမမနာမန်ကတော့အာနုတယောက်မညမတဆက်ဆံခံနေရတယ်လို့သုံးသပ်ထားပါတယ်စတီမမနာမန်ကအာနုကလဘဘူးအကယ်ဒမီအတွက်ကစားသမားတွေရဲ့အထူးချုံဆုံး လမဘူးအတွက်တိတ်ပြီးကောင်းမှုနဲ့အရာတွေလုပ်ပြပြီးအမွေနဲ့ခြံထားခဲ့တယ်ဆိုပြီးချီးကျူးသွားတယ်။အာနုကတော့သူ့ကိုယ်သူ version မြင့်ကျင်နေတာပါပဲ။လမဘူးမှာသူရနိုင်ကြမြအားလုံးပိုင်ဆိုင်ထားပြီးပါပြီ။သူထပ်ပြီးလုပ်ပြစရာမကျန်တော့ဘူးလို့ဆိုနိုင်ပါတယ်။တကယ်လို့များသူအမှားယွင်းကျူးလွန်မယ်ဆိုရင်တော့ဝေဖန်ခံရမယ်။လက်ရှိရသည်မယ်ယွန်းတိုက်တဲ့နဲ့ပွဲတော်ကလို့ပေါ့။အာနုကိုလမဘူးပြည်သက်တွေကိုယ်တိုင် blame ခဲ့ကြတယ်။အဲ့ဒီဖြစ်ရဲ့ဟာအာနုအတွက်ရှင်းနာစရာပါ။အနိုရဲ့လီဘာပူးကစားသမားဘွားရှူရောင်တိတ်ကိုစော်ကားလိုက်တယ်လို့ပါပဲ။ 2018ဘောလုံးရာသီကစတင်ပြီးဥရောပထိပ်တန်းလိ9ခုမှအောင်နုထက်ဂိုးဖန်တီးမှုနဲ့အခွင့်အရေးဖန်တီးမှုပြုလုပ်ထားနိုင်သူမရှိပါဘူး။ဖြစ်တင်ဘောပါဝင်ပြန်မကွင်းမဲ့ channel ဘောလုံးပေးပူရာအများဆုံးကစားသမားဖြစ်တဲ့အာနုရက်တီနိုင်ခဲ့တယ်။အာနုက Open League ကနေအခွင့်အရေးဖန်တီးမှု318ကြိမ်၊ဂိုးဖန်တီးမှု64ကြိမ်၊ဖြစ်တင်ဘောပေးပူမှု1105ကြိမ်ထိလုပ်ပြနိုင်ခဲ့တာပါ။ဒီဘက်မှာတော့ Liverpool ပြည်သက်တွေကအာနုကိုဂျရက်လိုမျိုးဖြစ်စေချင်နေကြတာပါ။ ရီယယ်ကိုဂယူမဆိုင်တဲ့လဘဘူးတစ္ဆာရှင်ကြီးအဖြစ်မျှော်လင့်ခဲ့တာပါဒါပေမဲ့ဂျယ်ရဲ့လဘဘူးကစားသမားဘွားအောင်မြင်မှုကမပြည့်စုံခဲ့ပါဘူးအာနိုးလောက်တော့မခမ်းနားခဲ့ပါဘူးပရီးမီးယားလိဖလာမရခဲ့တာဂျယ်ရက်ဒရက်ရင်နာစရာအကောင်းဆုံးပါပဲပရီးမီးယားလိဖလာမျှော်လင့်ချက်နဲ့ဂျယ်ရက်ဟာလဘဘူးကိုတစ္ဆာမြဲခဲ့တာပါဒါပေမဲ့ဂျယ်ရက်ဟာစလစ်စတိုရီနဲ့ပဲအဆုံးသတ်ခဲ့ရတာပါလဘဘူးရဲ့ချန်ပီယံအိမ်မက်ဟာဂျယ်ရက်ချေချော်လို့ပြိုကွဲခဲ့ရတာပါပဲအဲ့ဒီဖြစ်ရာဂျယ်ရက်အတွက်တမန်ဝင်အမဲဆက်ဖြစ်ပြီးလောင်ပြောင်ခဲ့သူတွေလည်း လဘဝူပြိသက်အနေငယ်လေးပါဝင်ခဲ့ပါတယ် BBC ကအာနိုးကြောင့်လဘဝူပြိသက်တွေကိုမေးတဲ့အခါသူ့ပုံရိပ်သူဖြည့်ဆည်းပြလိုက်တာပါတပြားမှမရပဲဆုံးရှုံးလိုက်ရတာရှင်းသားစရာအကောင်းဆုံးပါပဲသူကလဘဝူအသင်းကောင်းဆောင်ဘဝကိုမလူချင်းခဲ့ဘူးလို့ပြစ်တင်ကြပါတယ်စီရနာဒိုလိုဘဝမျိုးအာနိုးမျောလင်းလို့ရပါတယ်အာနိုးတယောက်ဂျူရီကိုပြောင်းပြီးဘော်လိုနီယိုအိမ်မက်မက်ချင်နေတာလို့စပိန်ဂျာနယ်လေဝီလန်ပယ်လာဝီကတော့ပြောပါတယ်လဘဝူကအာနိုးအတွက် comfort zone ဖြစ်နေပါပြီ တန်30မပြည့်ခင်မှာစွန်စားကန်းမပွင့်ရင်သူ့အတွက်အချိန်မရှိတော့ပါဘူးဒီမှာဦးပရိသတ်တွေအနေနဲ့အာနိုးကိုကိုချင်းစာစိတ်ထားစီခြင်းပါတယ်ပြဿနာမရှာဘဲလက်ခုပ်တီးခွင့်လို့ပေးစီခြင်းပါတယ်သူကစပိန်ဘောလုံးလောကကိုချစ်မြတ်နိုးမိသွားတဲ့လီဗာပူးကကောင်းလေးတစ်ယောက်ပါအာနိုးကတစ္ဆာပေါလာသူ့ရဲ့စွန်စားကန်းအသစ်အတွက်ရင်ကုန်မျောလင့်နေသူလားသူကလီဗာပူးမှာဆက်နေတင်လားသူကလီဗာပူးမှာဆက်နေတင်လားလီဗာပူးကသူ့ကိုတန်ဖိုးမထားခဲ့တာလားပြဿနာစံစံပြောရရင်ကိုချစ်သူကောင်းစားရေးအတွက်လီဗာပူးပရိသတ်တွေခွင့်လို့ပေးသင့်ပါတယ် ဒီဘဝမှာအလုံးလုံးပြစရာဘာမှမကြံတော့ပါဘူး။ MS ပေါ်မှာတင်ဆက်ပါတယ်။အလုံးမဲ့ကြောင်းနေတဲ့ငလင်ကဆိုးပေးကနေအမြဲဆုံးလွတ်မြောက်ပြီးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းများနဲ့ပြည့်စုံပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။